ီလိုအဖက်ဖက်ကနေတိုးတက်နေတဲ့27ရာစုလိုခေတ်ကြီးထဲမှာခေတ်မီအသုံးဆောင်တွေဟာလူတွေရဲ့နေစဉ်နေထိုင်မှုကိုလွယ်ကူချုံးမွေ့ပြီးတော့တက်တောင့်တက်တာဖြစ်စေတာကျွန်တော်တို့အားလုံးခံစားသိရှိနေတဲ့အရာပဲဖြစ်ပါတယ်။ ခုလို AI ခေတ်လို့တောင်တင်ဆောင်လို့ရတဲ့ခင်မှာလျှက်စစ်ပစ္စည်းတွေတော့မတုံးတဲ့လူမျိုးတွေဟာတသက်ကြီးရှိနေသေးတယ်ဆိုတာမိတ်ဆွေတို့အနေနဲ့အံ့ဩကြမှာလားဗျ။ပိုးဆိုတာကအဲ့ဒီလူမျိုးတွေကကမ္ဘာမှာအထူးတက်ဆုံးအခက်မီဆုံးဖြစ်တဲ့ American လူနိုင်ငံမှာတည်ရှိနေကြတယ်ဆိုရင်တော့ပိုးလို့တောင်အံ့ဩဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်သူတို့ကလျှက်စစ်ပစ္စည်းတွေတည်ယူပို့ဆောင်ရေးကားတွေရင်တွေတောင်အသုံးမပြုကြပါဘူးလေဗျ။မိတ်ဆွေတို့စဉ်းစားကြည့်ပါကျွန်တော်တို့လူနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတော်တော်နောက်ကျတဲ့နေရာမျိုးမှာအနည်းဆုံးဖုံလျှက်စစ်မီဖို့ဆိုင်ကယ်ထွက်လာခြင်း စတာတွေကိုအသုံးပြုကြပါတယ်ဒီ MH လိုမျိုးတွေကတော့ဈေးသွားရင်တော့မြင်းဆွဲရထလုံးတွေကိုသာအသုံးပြုကြပါတယ်တဲ့ဗျာလေကိုတိတ်ဆန်အားလူအားနဲ့သာထွင်းရဆိုင်ပြုကြပါတယ်လူကိုယ်ရင်ရိတ်သိမ်းကြတယ်မွေးမြူတွေလှုပ်ကြတယ်ဝက်ကိုလက်နဲ့လျှော်ကြတယ်ခင်မပစ္စည်းတွေကိုဘာမှမတုံးကြပါဘူးတပ်ဖို့ဝိုင်းစားဖို့ဒင်ငယ်တွေကအစမိမိအိမ်ရင်းကပဲထုတ်လုပ်ကြပါတယ်ကလေးတွေပညာရေးကအစသူတို့ရဲ့ဖျားချောင်းတွေမှာပဲတုံသင်စေပါတယ် အစိုးရပညာရေးကိုမယူကြပါဘူးဒါပေမဲ့ပောင်းကျင်လူတွေမှုနဲ့လုံးဝထိတွေ့ဆက်ဆံမှုမပြုကြတာတော့မဟုတ်ကြပါဘူးသူတို့လေယာမြေခွက်ကနေထွက်တဲ့တင်းနံတွေနှုတ်ထွက်ပစ္စည်းတွေကိုဈေးခွက်ကိုတင်ပို့ရောင်းချတာတို့ဝယ်ယူတာတို့ပြုလုပ်ကြပါတယ် MH လူမျိုးတွေဟာမြင်းနဲ့ဆွဲတဲ့ရထားလုံးကိုစီးကြလို့အမေရိကန်နိုင်ငံမှာလူသိများပြီးတော့လူများပြားစိတ်ဝင်စားခံရတဲ့လူမျိုးဖြစ်ပါတယ်ပြောရရင်တော့ဆယ်လီလူမျိုးပေါ့ဗျာ MH လူမျိုးတွေရဲ့အဓိကအရေးရှိကတော့သူတို့ထုတ်လုပ်တဲ့အိမ်တော်ပရီဘောဂါပစ္စည်းတွေဖြစ်ပါတယ် လက်ရသေးသက်ပြီးတော့တကယ်ကိုရေသေးကောင်းကြာရှိခံပြီးတော့ခမ်းနားထဲသွားပါတယ်။သူတို့လူမျိုးတွေရဲ့လက်ရကဆွေစဉ်မျိုးဆက်ထိန်းသိမ်းလာတဲ့ MH ပညာအမှုနှစ်ပဲဖြစ်ပါတယ်။ဒါဆိုဒီလိုခေတ်မှာခေတ်မီပစ္စည်းတွေဘာမှမတုံးတဲ့ MH လူမျိုးတွေဟာဘယ်လိုများရက်တည်ခဲ့ရသလဲဆိုတာကိုသမိုင်းအနေငယ်လောက်ပြန်လည်ကြည့်လိုက်ကြရအောင်ဗျ။ဆက်ရှိရာစုတွေမှာဥရောပဘာသာရေးဖိနှိပ်မှုတွေများလာတဲ့အတွက် MS တွေဟာလွတ်လပ်စွာရေးရွှဲကိုးကွယ်လိုရတဲ့မြောက်အမေရိကကို စတင် ပြောင်းရွှေ့လာကြပါတယ်။ 18ရာစုစပိုင်းမှာသူတို့အများစုဟာပန်ဆာဗေးနီးယားပြည်နယ်ကိုပြောင်းရွှေ့အခြေချလာကြပါတယ်။ဒီအချိန်မှာပန်ဆာဗေးနီးယားဟာဝီလျံပန်ဆိုသူရဲ့ဘာသာရေးလိုလက်ခွင့် Holy Experiment ဆိုတဲ့ဝါဒကြောင့်ဘာသာရေးဖိနှိပ်ခံရသူတွေအတွက်ကိုလွန်ရာဖြစ်ခဲ့ပါတယ်။ စကွေးရစုဒုတိယပိုင်းလောက်မှာ old order mh နဲ့ new order ms ဆိုပြီးတော့ mh အတိုင်းအဝိုင်းနဲ့မှာ꿰ပြမှုတွေဖြစ်ပေါ်လာပါတယ်။အစို့ mh တွေကခေတ်မီနီပညာတွေနဲ့လူမှုပြောင်းလဲမှုတွေကိုလက်ခံဖို့ပုံမပွင့်လင်းလာခဲ့ကြပါတယ်။ဒါပေမဲ့ gen နဲ့ mh တွေကတော့သူတို့ရဲ့ရူရဒလိနဲ့အလေးချင်းတွေကိုတင်းတင်းကြပ်ကြပ်ဆက်လက်ထိန်းသိမ်းထားခြင်းကြပါတယ်။ဒီလိုသဘောထား꿰လဲမှုတွေကြောင့် new order mh နဲ့ old order ms ဆိုပြီးတော့နှစ်ပိုင်းထပ်မံ꿰ပြသွားပါတယ်။ old order mh တွေကတော့ ယနေ့ခေတ်မှာကျွန်တော်တို့သိကြတဲ့အတိုင်းခေမီနီပညာတွေဖြစ်တဲ့ကားလျှက်စစ်တယ်လီဖုန်းစတဲ့အရာတွေကိုအသုံးမပြုဘဲနဲ့ကြီးလက်နေထိုင်မှုကိုပဲထိန်းသိမ်းထားသူတွေပဲဖြစ်ပါတယ်။ယနေ့ခေတ် MS တွေကတော့ American ပြည်တော်စု Pennsylvania, Ohio, Indiana နဲ့ Canada နိုင်ငံတို့မှာနေထိုင်ကြပါတယ်။ MS တွေဟာကိုယ်တိုင်ဝမ်တွင်းမှာပဲနေထိုင်ပြီးတော့ပြည်မကဘာနဲ့အတက်နိုင်ဆုံးခွဲခြားနေထိုင်ကြပါတယ်။သူတို့လူမျိုးရဲ့ယုံကြည်မှုတွေထဲမှာနှိမ်ချမှုဖျားသခင်ရဲ့အလိုတော်ကိုလက်ခံခြင်း ်ရရှင်သောဘဝနေထိုင်မှုခေတ်မီပစ္စည်းများအားညှင်းပယ်ခြင်းအကြမ်းမဖက်ခြင်းမိသားစုအတိုင်းဝိုင်းကိုတန်မှုထားခြင်းစတဲ့အချက်တွေကိုကျင့်သုံးကြပါတယ်သူတို့ရဲ့နေ့စဉ်ဘဝအစည်းကမ်းတွေကိုတော့ odd noun လို့ခေါ်တဲ့နှုတ်ဖြင့်ပြောဆိုထားတဲ့စီးမြင်တွေကအုတ်ချုပ်ပါတယ်ဒီလိုနဲ့ image လိုမျိုးတွေဟာဘာသာရေးဖိနှိပ်မှုတွေကြားကနေပြီးတော့ထပ်ပေါ်လာတဲ့သူတို့ရဲ့ဘာသာရေးယုံကြည်ချက်တွေကိုခိုင်မာစွာစောက်ကန်ရင်းနဲ့ဘူပေးပြည်ပြည်ရဲ့ဒလိထုံနှံကိုထိမ့်သိမ့်ပြီးတော့ရှင်သန်နေထိုင်လာကြသူတွေပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ခွင့်ပြုပါနောက်ပတ်ဒီမှာလည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေနဲ့ပြန်လည်လာခဲ့ပါအောင်မယ်ပြီးစုတင်ပါတယ်